မကွေးမြို့ရန်ကင်းရဲ့ကိုလန်းနဲ့ယူဆနလမ်းတောင်မှာရှိတဲ့ပဲနှံပွဲရုံတစ်ခုမှာဒီဇင်ဘာလ22ရက်နေ့နနက်2:20ခန်းကစတင်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဒီလိုမီးလောင်ကျမ်းမှုကြောင့်ကိုရောင်နှလုံးနဲ့တိုက်နှလုံးပျက်စီးခဲ့တယ်လို့ကနေဦးသတင်းတွေအရသိရပါဗျ။မီးလောင်မှုကိုမကွေးတိုင်းမီးသက်တပ်ဖွဲ့နဲ့မကွေးမြို့ပေါ်မှာရှိတဲ့မီးသက်ဌာနတွေကမီးသက်ကားနဲ့ရေသရင်စေစည်းကြော်နဲ့လာရောက်ညှိနှက်ခဲ့ပါဗျ။မီးလောင်ကျမ်းမှုဟာနနက်3နာရီနဲ့45မိနစ်အထိမီးမငြိမ်သေးဘူးလို့သိရပါဗျ။မီးလောင်ကျွမ်းမှုဟာ ပတ်ဝန်းကျင်တွင်နေကိုတော့မီးကုဆက်လောင်ကျွမ်းမှုမရှိကြောင်းဘာကြောင့်မီးလောင်ရတဲ့ဆိုတဲ့အကြောင်းရင်းကိုမသိရသေးကြောင်းနဲ့ပျက်စီးဆုံးရှုံးမှုအနေနဲ့ဂိုဒေါင်တွေထဲမှာတုံလောင်ထားတဲ့ပဲနှန်းတွေရှိခဲ့တယ်လို့သိရပြီးတခြားပျက်စီးဆုံးရှုံးမှုတွေကိုတော့မသိရသေးဘူးလို့ကနအူးသတင်းတွေအရသိရပါဗျ။